မြို့မြို့မှာရှိတဲ့ကံခေါင်းဆေးရုံဟောင်းမှာကိုဗစ်ကာကွယ်ဆေးထိုးပေးနေပေမဲ့လည်းအများပြည်သူတီအောင်ဆေးရုံဘက်ကကြကြပြပြအတိမပေးတဲ့အပေါ်မြို့ခံချို့ကအဝေးဖန်နေကြပါဗျ။ကိုဗစ်ကောက်ွယ်ဆေးကိုဇွန်လ16ရက်နေ့ကစပြီးရုံးဖွင့်ရတိုင်းမနက်7:00နာရီကျော်ကနေ12:00နာရီအထိထိုးနှံပေးနေတယ်လို့သိရပါဗျ။ ကန်ခေါင်းစင်းရုံဟောင်းကလေးကူတာဆောင်မှာကိုဗစ်ကောက်ွယ်ဆေးထိုးနှံပေးနေတယ်လို့မြင်းမြို့ခံကျန်းမာရေးဝန်ထမ်းလို့ယူဆရသူတအိုးကသူ့ရဲ့လူမှုကွန်ရက်မှာဇွန်လ13ရက်နေ့ကရေးသားမျှဝေခဲ့ပြီးကိုယ်ယူမျှဝေရေးသားထားသူတွေလည်းရှိပါတယ်ကန်ခေါင်းဆေးရုံမှာတော့ကိုဗစ်ကောက်ွယ်ဆေးထိုးပေးမယ့်အကြောင်းကြေညာထားပေမဲ့လည်းဒေါ်ဝက်ရှ်ကမိခဲ့တဲ့ကိုဗစ်ကောက်ွယ်ဆေးလာထိုးသူအများစုဟာလူမှုကွန်ရက်ပေါ်ကနေတိတာဒါမှမဟုတ်တဆင့်စကားတွေနဲ့လာထိုးကြတာလို့ပြောကြပါဗျာ။ ကိုဗစ်ကောက်ွယ်ဆေးထိုးပေးနေတာကိုကျန်းမာရေးဌာနရဲ့လူမှုကွန်ရက်ကနေတဆင့်အသိပေးတာမြို့တွင်းလက်လက်အသိပေးတဲ့နီလန်တွေနဲ့အများပြည်သူကြဲကြဲပြန်းပြန်းသိအောင်လှုပ်ဆောင်သင့်တယ်လို့မြို့ခံတချို့ကဆိုပါတယ်။ကောက်ွယ်ဆေးအလုံးလောက်မရှိပဲထိုးပေးနေတာကြောင့်ပြည်သူတွေကြဲကြဲပြန်းပြန်းသိအောင်မလှုပ်ဆောင်နိုင်တာဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။ကြဲကြဲပြန်းပြန်းအသိပေးတာမရှိတဲ့အတွက်ကိုဗစ်ကောက်ွယ်ဆေးထိုးနိုင်တဲ့အကြောင်းကိုမသိကြသေးတဲ့မြို့ခံတွေလည်းရှိနေပါတယ်။ မြန်မြူအတွက် Pfizer အမျိုးအစား COVID ကောက်ကွယ်ဆေးအလုံးရေ12000ကျော်ပဲရထားပြီးအသက်ကြီးပိုင်းတွေကိုဦးစားပေးထိုးပေးမှာဖြစ်တယ်လို့စုံစမ်းသိရပါဗျ။ COVID ကောက်ကွယ်ဆေးထိုးပေးနေတဲ့အစီအစဉ်အကြောင်းမင်းမြန်ဖို့မြန်မြူကျန်းမာရေးဌာနတာဝန်ရှိသူတို့အပါအဝင်ကျန်းမာရေးဝန်ထမ်း3ဦးကိုတဝဲ wash ကမင်းမြန်ခဲ့ပေမဲ့လည်းဖုန်းလက်ခံပြေကြတာမရှိခဲ့ပါဘူး။ စစ်ကောင်စီကျမ်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဇွန်လ၈ရက်နေ့ကနေ15ရက်နေ့အထိ၈ရက်အတွင်းမြန်မာနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ52ဦးတွေ့ရှိထားပါတယ်ရှင်။